နိုင်ငံခြားလို့ပြောချင်တဲ့ခါမှာအသုံးပြုတယ်ကျွန်တော်တို့ abroad overseas အားလုံးပဲမိင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးရကြတော့လေကျွန်တော်တို့အသုံးများတယ်ခဏခဏလေးတွေ့ရတယ်နိုင်ငံခြားလို့ပြောချင်တဲ့ခါမှာအသုံးပြုတယ်ကျွန်တော်တို့ abroad overseas okay အဲ့ဒီစကားလုံးနှလုံးရဲ့ကြွယ်ပြချက်လေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်သူတို့နှစ်ခုလုံးကလေကျွန်တော်တို့နိုင်ငံခြားပင်လယ်ရခြားလို့ပြောတဲ့ခါမှာအသုံးပြုတယ်ပေါ့နော်ဒါပေမဲ့အတိတ်ပဲလေကတော့နည်းနည်းလေး꿰ပြမှုရှိပါတယ်နော် โอเคသူရဲ့ကပြတ်မှုလေးကိုကျွန်တော်ပုံစံ၃မျိုးလေးနဲ့ရှင်းပြပေးခြင်းပါတယ်ရှင့်ဒီဆုံးကျွန်တော်တို့နံပါတ်၁အဓိပ္ပာယ်ပေါ့သူရဲ့ meaning ပေါ့เนาะအဓိပ္ပာယ်ရသူတို့ကျွန်တော်တို့ဘယ်လိုကွဲပြားမလဲဆိုလို့ရှင်လေကျွန်တော် abroad โอเคသူကကျတော့နိုင်ငံခြားအဲ့တော့ဘယ်နိုင်ငံခြားဟိုမဆိုးပေါ့เนาะဘယ်နိုင်ငံခြားမှာရှိတဲ့နိုင်ငံကိုမဆိုးကျွန်တော်တို့က abroad သုံးလို့ရတယ်ပေါ့เนาะโอเคနောက်ထပ် overseas overseas ကကြာမှာဖြစ်သွားတယ်ဆိုတော့သူကပင်လယ်ခြားတာပင်လယ်ခြားတဲ့နိုင်ငံခြားပုံစံဖြစ်သွားတယ်အဲ့တော့အင်ဂျင်နိုင်ငံမဟုတ်တော့ဘူးပေါ့เนาะအဓိပ္ပာယ်တော့သူကပင်လယ်ခြားသွားပြီ ဝေးလဲဝေးတယ်ပေါ့နော်အဲ့လိုပဲပြောချင်တဲ့အခါမှာဆိုလို့ရှိရင်ကျတော့ကျွန်တော်က overseas ကိုသုံးတာဖြစ်ပါတယ်နော်အဲ့ဒါဆိုတော့ overseas ကတော့ပင်လယ်ခြားတယ် okay နော်အဲ့ဒါဥပမာအနေနဲ့ဆိုလို့ရှိရင် he went abroad အတိတ်ပဲကသူကနိုင်ငံခြားကိုသွားခဲ့တယ်တဲ့အဲ့တော့သူကနိုင်ငံခြားဘယ်နိုင်ငံမဆိုသူကဆုံးရတဲ့သဘောဖြစ်တာပေါ့နော်နောက်ဥပမာအနေနဲ့ဆိုလို့ရှိရင် he went overseas သူကနိုင်ငံခြားကိုသွားခဲ့တယ်ဒါပေမဲ့ဒီမှာကျတော့ तू က overseas သုံးတာဖြစ်တဲ့အတွက် तू ကပင်လယ်ခြားတဲ့နိုင်ငံဖြစ်သွားပြီ โอเคအဲ့လိုတွေတော့ क्वे ပြပါတယ်เนาะနောက်ထပ်ကျွန်တော်တို့နံပါတ်1 common usage ပြမစကျွန်တော်တို့အသုံးပြုတဲ့ပုံစံရဆိုလို့ရှိရင်လည်းသူက क्वे ပြမှုတွေနည်းနည်းရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့ abroad abroad ကကြာတော့ကျွန်တော်သူကရေပူရအနေနဲ့ပို့ပြီးတော့အသုံးများတယ်တဘာဝလဲဆန်တယ်နေ့စဉ်သုံးအနေနဲ့သူ့ကိုကျွန်တော်ကအသုံးများတယ် abroad โอเคနောက်ထပ်ကျွန်တော်တို့ overseas overseas ကကြာတော့သူကကျွန်တော် formal ဆန်တယ်ပြမစကျွန်တော်ရုံးသုံးဆန်တယ်ဘုလိုတရားဝင်အရေးသားတွေမှာသုံးတယ် business ဆိုတော့ကျွန်တော်စီးပွားရေးလုပ်ငန်းကိစ္စတွေမှာဆိုလို့ရှိရင်ကျွန်တော် overseas ကိုအသုံးများတယ်ပေါ့နော် okay ဥပမာအနေနဲ့ဆိုလို့ရှိရင် my brother is studying abroad ငါရဲ့အကိုကနိုင်ငံခြားမှာအကြောင်းတက်နေတာတဲ့ဒါကြကျွန်တော်တို့နေ့စဉ်သုံးပြောတဲ့ပုံစံလေးဖြစ်သွားတာပေါ့နော်နောက်ထပ်ဥပမာအနေနဲ့ဆိုလို့ရှိရင် our company is expanding overseas ငါတို့ company ကနိုင်ငံရခြားထိပေါ့နော်လုပ်ငန်းတွေကိုတိုးချဲ့နေပါတယ်။ Okay ဒါတည်းကကျတော့ကျွန်တော်စီးပွားရေးလုပ်ငန်းသုံးတဲ့ပုံစံလေးဖြစ်သွားတာပေါ့နော်။ နောက်ထပ်ကျွန်တော်တို့နံပါတ်3 okay သူကကျတော့ preposition preposition ရတော့သူကရှင်းပါတယ်ရှင်းသူဒီကျွန်တော်တို့တစ်ခုလုံးဒီ preposition လုံးကမလိုပါဘူးရှင်း okay ဒါလေးလက်မှတ်ထားမယ်နော်အဲ့တော့ဥပမာအနေနဲ့ဆိုလို့ရှိရင်ရင်ထားပါတော့ they live abroad သူတို့နိုင်ငံခြားမှာနေတယ်ဒါမှမဟုတ်ရှင်လဲ they live overseas သူတို့နိုင်ငံခြားမှာနေတယ်ဒါပဲအဲ့မှာ preposition လိုက်စီဟာမလိုပါဘူးနော် okay အဲ့တော့ကျွန်တော်တို့အလွယ်လေးမှတ်မယ်ဆိုလို့ရှိရင်ထားပါကျွန်တော်မြန်မာနိုင်ငံနေနေဆိုလို့ရှိရင်ကျွန်တော်တို့ Thailand လို့မို့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့က abroad ဒါပေမဲ့ရှားကြမလို့ဘူးပေါ့နော်ဒါပေါ့ကျွန်တော် US တို့ UK တို့ဆိုလို့ရှိရင်တော့ကျွန်တော်ဒါက overseas ပြန်လဲရှားတဲ့နိုင်ငံတွေဖြစ်သွားပြီပေါ့အဲ့လိုလေးသုံးရဆိုလို့ရှိရင်ကျွန်တော်တဘာဝပို့ကြတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ abroad overseas အသုံးလေးကိုရှင်းသွားပြီထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်